်မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမဒီကနေ့ပြောပြချင်တဲ့အမှုအကြောင်းကတော့ ဒီ Kimmy AI နီးပညာကို အသုံးပြုပြီး Australia ကလေယာဉ်မေလေးနှစ်ယောက်ရဲ့အချစ်ကိုလေ့ဖျားရယူခဲ့တဲ့လူကဘယ်လိုလူမျိုးလဲလေယာဉ်မေလေးတွေကဘာဖြစ်သွားလဲလူလိန်ကိုဘယ်လိုဖမ်းမိသွားလဲဥပဒေအရသူ့ကိုအေးအေးယူလို့ရသလားဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့အမှုကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီခေတ်ထဲမှာ AI ကကျမတို့ရဲ့ဘဝကိုတော်တော်လေးလွှမ်းမိုးနေရယူလာတယ်ဆိုတာတွေ့ရတယ် AI ကြောင့်ကျမတို့ရဲ့ဘဝတွေမှာကောင်းတာလေးတွေအများကြီးဖြစ်လာသလိုကြောက်စရာအခြေအနေတွေလည်းအများကြီးဖြစ်ပေါ်နေပါတယ်။ဒီအမှုက AI ကိုအသုံးချပြီးတော့လေရင်မေလေးနှစ်ယောက်ရဲ့အချစ်ကိုလိန်လေရယူပြီးဘဝပြတ်အောင်လုပ်ခဲ့တဲ့အမှုဖြစ်ပါတယ်။ဒီအမှုကိုကျွလွန်တဲ့သူကိုတိသွားလို့ရှိရင်ပိုလို့တော့မှအော်မကုံဖြစ်သွားအောင်ပဲ။ကဲအကြောင်းစုံကိုတိလို့ရအောင်လို့အဆုံးထိနားထောင်ကြည့်ပါအောင်နော်။ အမှုရဲ့အဓိကဇာတ်ကောင်းတဲ့အကြောင်းကိုကျွန်မစပြီးတော့ပြောပြချင်ပါတယ်။ Lincoln Lewis ဆိုတာကဩစတြေးလျမှာအရန်နာမည်ကြီးတဲ့မင်းသားတစ်ယောက်ပါ။ ။တနေ့တော့ Lincoln Levis မှာဖုန်းနံပါတ်အစိမ်းနဲ့ဖုန်းတစ်ခုဝင်လာခဲ့တယ်။သူကင်လိုက်တဲ့အချိန်မှာသူနဲ့အဆက်အသွယ်ပြတ်တာကြာပြီ ဖြစ်တဲ့ငငယ်တုန်းကကျောင်းနေဖက်ကောင်းမလေး Emma ဆိုတာဖြစ်နေတယ်။ Emma ကငါနဲ့ကိုမေကွန်းတစ်ခုမေးပြစီနင်းနဲ့ငါနဲ့ဒိတ်လုံနေကြတာချစ်တူတွေဖြစ်နေကြတာလအနေငယ်ရှိပြီမဟုတ်လားဆိုတော့ MRC ကအရန်ထူးဆန်းတဲ့မေကွန်းကိုကြားလိုက်ရတော့ Lincoln ကအရန်အောင်းဩသွားခဲ့တယ်။ ူတို့မတွေ့ဖြစ်တာကအရန်ကြာပြီ။သူအမ်မာကိုနောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကဆိုရင်အမ်မာကသူ့ရဲ့တငယ်ချင်းတစ်ယောက်နဲ့တွေ့နေတာ။ဒီလိုမျိုးအမေးခံလိုက်ရတော့သူကအရန်အံ့ဩသွားခဲ့တယ်။ဒါပေမဲ့ချက်ချင်းပဲ "No, နင်ဘာတွေလာပြောနေတာလဲ"ဆိုပြီးပြန်ပြေးခဲ့တယ်။အဲဒီမှာအမ်မာကဆက်ပြီးတော့ပြောပြတဲ့စကားတွေကြောင့်မင်းသားလင်ခွန်းကအရန်ကိုစွန့်အပ်သွားခဲ့ရတယ်။ 2021ခုနှစ်မှာ အမ်မာကရီးစားနဲ့ပြက်ပြီးတော့အသိမကြခင်မှာပဲ Facebook မှာသူ့ရဲ့ငွေတငွေချင်းလင်ကုန်းက friend request ပို့ထားတယ်ဆိုတော့တွေ့လိုက်ရတယ်။ငွေတငွေချင်းနာမည်ကြီးမင်းသားချောကအရင်လာအပ်တော့အမ်မာကဘာမှစဉ်းစားမနေဘဲဝန်တာအရာလက်ခံခဲ့တယ်။မကြခင်မှာပဲလင်ကုန်းနဲ့အမ်မာနဲ့ကရှေးဟောင်းနှောင်းဖြစ်တွေကိုချက်မှာစကားပြောရင်းနဲ့ပဲအရင်ကထပ်ပို့ပြီးတော့ခင်မင်လာခဲ့တယ်။ယဉ်နီလာခဲ့တယ်။အဲ့ဒီနောက်တော့သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်သွားခဲ့ကြတယ်။ သူချစ်သူမင်းသားချောလင်ခွန်းကအမ်မာကိုအမြဲတမ်းသူ့ရဲ့ပုံတွေပို့ပေးတယ် update တွေအမြဲတမ်းပြောပြတယ်ဆိုတော့ online ကပေမဲ့အမ်မာနဲ့သူ့ချစ်သူနဲ့အရန်ရင်းနှီးနေတယ်လို့ခံစားရတယ်သူတို့နှစ်ယောက်ကခဏလေးအတွင်းမှာပဲအရန်ကိုချစ်သွားတဲ့ချစ်သူတွေဖြစ်သွားခဲ့ကြတယ်သူတို့နှစ်ယောက်က online ကနေစာပေးရိုက်ကြတာမဟုတ်ဘူးဖုန်းလဲပြောဖြစ်ကြတယ် ဖုန်းထဲကအတန်ကလည်းအမကြည့်ထားတဲ့သူ့ရဲ့တငယ်ချင်းလင်ကုန်းရဲ့အတန်ပဲဆိုတော့အမကသူ့ချစ်သူလင်ကုန်းကအပြင်ကလင်ကုန်းအစ်စ်ဟုတ်ရဲ့လားဆိုတာမျိုးတခါမှတန်တရားမဝင်ခဲ့ဘူးလင်ကုန်းကအပြင်မှာဘဒူးမှမမြင်ဘူးလို့တဲ့သူ့ရဲ့အင်ဂျီမပါတဲ့ပုံတွေကိုလည်းအမကိုပို့ပေးခဲ့တယ်ဆိုတော့အမကလည်းသူ့ချစ်သူလင်ကုန်းအတွက်အရန်ဟိုတိတန့်ဆန်တဲ့ private ဆန်တဲ့ပေါ့နော်အဲ့လိုအတွင်းကြကြပုံတွေဗီဒီယိုတွေရိုက်ပြီးတော့ ပြန်ပြီးတော့ပို့ပေးခဲ့တာမျိုးတွေလုပ်ခဲ့တယ်သူတို့နှစ်ယောက်က online ကနေပဲတွေ့ကြတာကိုအားမရလို့အပြင်မှာတွေ့ဖို့ကိုလည်းစ조사ခဲ့ကြတယ်ဒါပေမဲ့ချိန်တဲ့အချိန်တိုင်းမှာ Lincoln Beck ကသူ့ရဲ့ရုပ်ရှင်ရိုက်တဲ့ချိန်စရာတွေမီဒီယာကိုရှောင်ဖို့လိုတဲ့ကိစ္စတွေအဲ့လိုအမျိုးမျိုးအကြောင်းပြပြီးတော့အနားနီးမှကတ်ကတ်ပြီးတော့အစီအစဉ်ကိုဖျက်လည်ရှိတယ်ဒါကို Emma ကသူ့ချစ်သူကအမှုပညာရှင်ဆိုတော့ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်ဆိုပြီးတော့နားလေပေးခဲ့တယ် ဒါပေမဲ့အကျိန်နေများလာတော့သူ့ကိုဘာကြောက်မလို့မျက်နှာချင်းဆိုင်မတွေ့ချင်ရတာလဲဆိုတဲ့တန်တရာရှိလာခဲ့တယ် အဲ့ဒါနဲ့ပဲအမကသူတို့ရဲ့ငေးတငေးချင်းဘုံတငေးချင်းတယောက်ကိုလှမ်းခေါ်ပြီးတော့လင်ကွန်းအကြောင်းကိုစုံစမ်းလိုက်တော့သူနဲ့ဆက်သွယ်နေတဲ့လင်ကွန်းသုံးနယ်ဆိုတဲ့ Facebook အကောင့်ကလင်ကွန်းအစ်ရဲ့အကောင့်မဟုတ်ဘူးအတုဆိုတာကိုသူ့ရဲ့တငေးချင်းကအတီးပြုပေးခဲ့တယ်ဖုန်းနံပါတ်လည်းလင်ကွန်းခုသုံးနယ်ရဲ့ဖုန်းနံပါတ်မဟုတ်ဘူးဆိုပြီးတော့ပြောပြတယ်ပြီးတော့လင်ကွန်းအစ်ရဲ့ဖုန်းနံပါတ်ကိုလည်းပေးလိုက်တဲ့အတွက်ကြောင့်အမကလင်ကွန်းအစ်နဲ့အခုလိုမျိုးဖုန်းပြောပြီးတော့စကားပြောဖြစ်သွားတာအဲ့ဒီအချိန်ကြမှာအမက ူနဲ့ online ပေါ်မှာရီးစားဖြစ်နေတာမင်းသားချောလင်ကိုမဟုတ်မှန်းသူကတိသွားခဲ့တယ်။မင်းသားလင်ကိုလည်းဒီလိုမျိုးသူဟန်ဆောင်ပြီးတော့သူများကိုလိုက်လိမ်နေတယ်ဆိုတာတိသွားတော့အယံလန့်သွားခဲ့တယ်။ဒါအပြင်ဒီလို အလိန်ခံရတာကအမတယောက်တည်းမဟုတ်ဘူးဆိုတာကိုလည်းထပ်ပြီးတိလိုက်ရတဲ့အတွက်ကြောင့် ူကသူ့ရဲ့ social media အကောင့်ကနေပြီးတော့သူ့ရဲ့ပရိသတ်တွေကိုသူဟန်ဆောင်ပြီးတော့လိန်နေတဲ့သူတွေရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ဒီလိုလိန်ညာမှုတွေကိုရပ်တန့်နိုင်ဖို့အတွက်သူ့ရဲ့ Facebook အကောင့်ကိုဖျက်လိုက်ပြီးဖြစ်ကြောင်းเนาะသူ့နာမည်နဲ့ Facebook Messenger ကနေဆက်သွယ်လာရင်သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းကို post တင်ပြီးတော့အသိပေးအကြောင်းကြားခဲ့တယ် အမကလည်းပဲဒီလိုအလိညာခံနေရတယ်ဆိုတာကိုသိသွားတဲ့အတွက်ကြောင့်ဒီဆက်ဆံရေးကိုအဆုံးတတ်ဖို့ဆုံးဖြတ်ပြီးတော့သူနဲ့ချစ်သူဖြစ်နေတဲ့လင်ကုန်းအတုစီကိုဗီဒီယိုခေါ်ခေါ်ခဲ့တယ်။အမကအဲ့ဒီအတုကိုသူ့ရဲ့မျက်နှာကိုပြဖို့တောင်းဆိုခဲ့တယ်။လူလိန်ကလည်းသူ့ရဲ့မျက်နှာကိုပြခဲ့တယ်။ဒါပေမဲ့အဲ့ဒီမျက်နှာကလင်ကုန်းအစ်စ်ရဲ့မျက်နှာ။အဲ့ဒီဗီဒီယိုခေါ်ကိုအမကမှတ်တမ်းယူထားပြီးတော့ရေးတွေကိုပြခဲ့ပေမဲ့ရေးတွေကစိတ်မဝင်စားခဲ့ဘူး။ လူလိန်က IT နည်းပညာ AI နည်းပညာတွေကိုအရန်ကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့သူဟန်ဆောင်ထားတဲ့လူရဲ့အယုံနဲ့အတန်ကိုတူအောင်လုပ်ထားခဲ့တာအဲ့ဒါကြောင့်မလို့ video call ခေါ်တာတောင်မှတစ်ဖက်ကတကယ်လင်ကွန်းပြောနေတယ်လို့ထင်ရအောင်လို့လုပ်ထားနိုင်ခဲ့တယ်လူလင်ရဲ့ skill ကို short တွက်ထားမိတဲ့ Emma ကနောက်ထပ်အလိန်ခံရပြန်တယ်။သူကဒီလူဟာလင်ကုံးမဟုတ်ပါဘူးဆိုတာသိသွားလို့ကိုတိသွားတယ်ဆိုတာကိုလင်ကုံးအတူကိုပြောခဲ့ပြီးတာတောင်မှအဲ့ဒီလူလင်က သူ့ရဲ့နာမည်အရင်က Michael Jackson Smith ပါဆိုပြီးတော့ပြန်ပြောပြလာခဲ့တယ်။သူနဲ့သူ့တငယ်ချင်းက Facebook account အတူဖွင့်ပြီးတော့လူတွေကိုနောက်ပြောင်ကြည့်စေခဲ့တယ်။ဒါပေမဲ့ Emma ကိုတွေ့တဲ့အချိန်မှာသူကတကယ်စိတ်ဝင်စားသွားပြီးတော့ဒီလိုမျိုးချစ်သူအဆင့်ထိဖြစ်သွားခဲ့တယ်ဆိုပြီးတော့အနုအညွတ်ပြန်ပြီးတော့ရှင်းပြခဲ့တယ်။အမောသူတကယ်ချစ်တာပါပေါ့နော်ဒါပေမဲ့အမကသူ့ကိုမဆက်တွယ်တော့ဖို့နဲ့ရေးကိုဒီကိစ္စအကြောင်းကြားထားပြီးဖြစ်တယ်ဆိုတာကိုအဲ့ဒီအတူကောင်ကိုတတိပေးခဲ့တယ် ဒီလိုပြောလိုက်တော့တစ်ဖက်ကငြိမ်သွားခဲ့တဲ့ကာလတစ်ခုလောက်ပေါ့နော်အဲ့ဒီသူငြိမ်သွားတဲ့အချိန်မှာပဲ MRC မှာ သူ့ရဲ့အဆက်ဟောင်းတယောက်နာမည်နဲ့ Messenger ကနေပြီးတော့အမျိုးမျိုးချင်းချောက်စာတွေရလာခဲ့ပြန်တယ်။ဂျာနဲ့ Emma ကလူလိမ္မာကေ Jason Smith ကိုဒါနင်လောက်တာမဟုတ်လားဆိုပြီးတော့သွားရန်တွေ့ခဲ့တယ်။အဲ့ခါမှာ Michael က "तू မဟုတ်ပါကြောင်းသူ့ရဲ့လုပ်ရဲ့အတွက် तू ကသင်ခန်းစာတွေရရပြီးနောင်တအကြီးကြီးရနေပါပြီ။ဘာညာ"ဆိုပြီးပတ်ချွဲလိုက်တာ။ Emma ကတစ်ခါပြန်ပြီးတော့ပါသွားခဲ့တယ်နော်။ရှေ့မှာကိုယ်ကိုလိန်ထားတဲ့သူ့ကိုနော်။အဲ့နောက်ထပ်လိန်နိုင်တယ်ဆိုတော့မစင်စားမနဲ့ तू ကပြန်ပြီးတော့ပါသွားခဲ့ပြန်တယ်။ အဲ့လိုနဲ့အမ်မာနဲ့မိုက်ကယ်ကဆက်ပြီးတော့စကားတွေပြောဖြစ်သွားတယ်။မိုက်ကယ်ကသူဟာလူလိမ်မဟုတ်ကြောင်းအစ်စ်ဖြစ်ပါကြောင်းနေ့တိုင်းအမျိုးမျိုးတက်တည်တွေထူပြီးတော့အမ်မာရဲ့အချစ်ကိုတစ်ခါပြန်ပြီးတော့ရယူသွားခဲ့ပြန်တယ်။ဒီလိုမျိုးတကြော့ပြန်အချစ်ကြီးချစ်သွားတဲ့အခါမှာမိုက်ကယ်ကသူ့နာမည်အရင်းကမိုက်ကယ်မဟုတ်ပါဘူး။သူက UK ကရုပ်ရှင်မင်းသားဒန်နီဂျက်ဆန်မက်ဂရင်းပါပေါ့။ဒန်နီမက်လို့လည်းသူ့ကို အတူကောက်ခေါ်လို့ရပါတယ်ဆိုပြီးတော့ဝန်ခံလာခဲ့ပြန်တယ်။ သူဒီလိုမျိုးမိုက်ကေဂျက်ဆန်ဆိုတဲ့နာမည်နဲ့နေနေခဲ့ရတာကသူ့ရဲ့အရင်ရီးစားဟောင်းကောင်မလေးရဲ့လိုက်နောက်ရှက်တာကိုရှောင်နေရလို့ပါဆိုပြီးတော့ UK ကမင်းသားဒန်နီဂျက်ဆန်ရဲ့ပုံတွေပို့လာခဲ့ပြန်တယ်။ကျမတော့သူ့ကိုဒီစတိုရီမှာမိုက်ကေလို့ပဲဆက်ခေါ်မယ်နော်။သူ့ကိုအမျိုးမျိုးလိန်ခဲ့တဲ့အပြင်တခါမှမမြင်ဘူးသေးတဲ့ online ချစ်သူမိုက်ကေပြောသမျှကို Emma ကယုံကြည်ခဲ့တယ်။လူတစ်ယောက်ကိုအရန်ချစ်စိတ်မွန်နေလို့ရှိရင်လေအဲ့ဒီလူပြောသမျှအ ကိုကိုယုံနေခဲ့တော့တာ ချစ်စိတ်မွန်ဖူးတဲ့သူတိုင်းဒါကိုတိမယ်လို့ထင်တယ်နော်။ဘာပြောပြောကိုယုံတာနော်။အဲ့လိုပဲအမားကလည်းအကုန်ယုံနေခဲ့တယ်။သူအပျော်ကြီးပျော်နေတဲ့အချိန်မှာသူ့စီမှာထူးဆန်းတဲ့ message တွေတောက်လျှောက်ဝင်လာခဲ့ပါတော့တယ်။တစ်ခါတလေမှာဆိုရင်တနေ့မှာအခု80လောက်တောင်မှဝင်နေလို့ပြောတယ်။အဲ့ဒါအမားကိုအဲ့ဒီအဲ့ဒီ message တွေကအမားကိုဆေးဆူ change 6တဲ့ message တွေပေါ့နော်။ Michael ကိုပြောပြတဲ့အခါမှာသူလည်းပဲအဲ့လိုမျိုး online ကနေ live live နောက်ရှက်တာခံနေရပါတယ်ဆိုပြီးတော့ပြန် ောခဲ့တယ်။ပြီးတော့သူကသူ့စီကိုဝင်လာတဲ့အလားတူ message မျိုးတွေကို screenshot ရိုက်ပြီးတော့ Emma ကိုတောင်းမှပြခဲ့သေးတယ်။ Mike C ကို message ပို့လာတဲ့နာမည်ဖုန်းနံပါတ်နဲ့ Emma C ကိုပို့လာတဲ့နာမည်နဲ့ဖုန်းနံပါတ်ကအတူတူပဲဆိုတာ Emma ကတတိထားမိခဲ့ပါတယ်။ဆိုတော့အော် ူနဲ့မိုက်ကယ်နှစ်ယောက်စလုံးကဒီလူရဲ့နောက်ဆက်ချင်းကိုခံနေရတယ်အဲ့လိုပဲသူကတွေးခဲ့တာပြီးတော့မိုက်ကယ်ကသူ့ရဲ့ဘဝအကြောင်းကိုပြောပြတဲ့အခါမှာ UK မှာရှိတဲ့သူ့မိသားစုကတကယ်ကိုအဆင်ပြေတဲ့ဘယ်လိုပြောမလဲမိသားစုချစ်ချစ်ခင်ခင်ရှိတဲ့အိမ်ထောင်ရဲ့မဟုတ်ဘူးဆိုတဲ့အကြောင်းเนาะအိမ်တွင်အကြမ်းဖက်မှုတွေရှိတဲ့နေရာမှာသူကြီးပြင်းလာရတယ်ဆိုတဲ့အကြောင်းအဲ့လိုမျိုးဇက်နာအောင်နေလဲပြောပြခဲ့တယ်ပြီးတော့အခုဆိုရင်ပေါ့သူ့မိသားစုကသူ့ကို UK ကိုပြန်ဖို့အတင်းခေါ်နေတယ်ဆိုတာမျိုးတွေကိုပြောပြခဲ့တယ် အဲ့ဒီနောက်မကြာခင်မှာ အမစီကိုပေါ့နော်မိုက်ကယ်ကပြန်ပွေးဆွဲခံရတယ်ဆိုတဲ့သတင်းဆိုးဝင်လာခဲ့တယ်။သူ့ရောအကြောင်းကြားတဲ့သူကသူ့ကိုသူပေါ့နော်ဖက်ဒရယ်ရေးအရာရှိပါလို့ပြောတဲ့ယောက်ျားတယောက်ကအမကိုဆက်တွယ်လာပြီးတော့မိုက်ကယ်ပြန်ပွေးဆွဲခံထားရလို့နှိပ်စက်ခံထားရတဲ့ပုံတွေပို့ပေးခဲ့တယ်။အမားလည်းအရန်နေရင်ပူသွားပြီးတော့ဘာမှမလုပ်နိုင်မကင်နိုင်နေဖြစ်ပြီးတော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့လို့ သူ့ရဲ့လေရင်မဲ့အလုတ်ကနေတော့မှသူ့ကိုအလုတ်ခဏနားခိုင်းလိုက်ရတဲ့အဖြစ်ထိကိုသူကဆိုးသွားတာ။သူကမိုက်ကယ်ကိုလည်းဖုန်းနဲ့တောက်လျှောက်ခေါ်တယ်ဒါပေမဲ့ဖုန်းလည်းလုံးဝခေါ်လို့မရမိုက်ကယ်ကဖုန်းလည်းလုံးဝမကင်ဘူးဆိုတော့ဟိုလူပြောတာနဲ့ဒီမိုက်ကယ်ဖုန်းမကင်တာနဲ့ဆိုတော့အရန်ကိုတေချာသွားပြီဆိုတော့သူကအရန်ယဉ်ပူခဲ့တယ်။အဲ့ဒီချိန်မှာပဲမိုက်ကယ်ရဲ့အကိုဆိုတဲ့တယောက်ကလည်းအမကိုဆက်တွဲလာပြီးတော့စိတ်မပူဖို့နော်ရေးတွေကဒီကိစ္စကိုလိုက်နေပြီဆိုပြီးတော့ပြပြလာခဲ့ပါတယ်။ဒါပေမဲ့ချစ်သူကိုအရန်စိတ်ပူတဲ့အမကအလွတ်ဆုံးထောက်တယောက်ကိုငှားပြီး တော့သူ့ချစ်သူကိုကေဖို့ကြိုးစားပါတော့တယ်။ဒီချိန်ထိနားထောင်လာပြီးတဲ့အချိန်မှာမိတ်ဆွေတို့စိတ်ထဲမှာမိုက်ကင်ကတကယ်ပဲသူပြောတဲ့ UK ကရုပ်ရှင်မင်းသားလို့ထင်သလား။ဒါမှမဟုတ်လို့ရှင်မိုက်ကင်ကဆက်လိန်နေတယ်လို့ထင်လား။အမှန်ကိုသိရဖို့ဆက်နားထောင်ကြည့်လိုက်နော်။ အလွတ်ဆုံးထောက်ကမိုက်ကယ်ကိုဖမ်းထားတဲ့နေရာကို ဖော်ထုတ်နိုင်ရမယ့်အစားအမစီကိုဆက်တွယ်လာတဲ့ပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်တဲ့သတင်းပို့လာတဲ့အကောင့်တွေကအကောင့်တူတွေဆိုတာကိုစုံစမ်းဖော်ထုတ်ပြီးတော့အမကိုအတိပေးခဲ့တယ်။တကယ်တော့မိုက်ကယ်ပြန်ပေးဆွဲခံရတယ်ဆိုတာလေမိုက်ကယ်ထွန်းတဲ့အလိန်ညာတွေပဲ ်ဒါပေမဲ့မိုက်ကေးရဲ့ဖြည့်ဖြတ်မှုတွေကြားမှာအမားကယုံကြည်ခဲ့ပြီးတော့တန်တရာတစ်ချက်မှမဝင်ခဲ့ပါဘူးအပြစ်မှာတစ်ကြိမ်တစ်ခါတော့မှမတွေ့ဖူးသေးတဲ့မိုက်ကေးကိုအမားကမခွဲနိုင်မခွာရအောင်ကိုချစ်နေခဲ့တာအဲ့ဒီပြန်ပေးဆွဲတဲ့ကိစ္စဘာမှမဟုတ်ဘူးဆိုတာရှင်းပြီးသွားတဲ့နောက်မှာအမစီကို မင်းဟာကိုကိုကိုတတ်သေးတော့မလားမင်းရဲ့ depression ချိန်နေရဘလို့လဲမင်းမကမင်းကိုကူညီဖို့တယောက်မှမရှိဘူးမဟုတ်လားစတဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုထိခိုက်နစ်နာမှုဖြစ်စေတဲ့ message တွေပေါ့အနိုင်ကျင့်တဲ့ message တွေတောက်လျှောက်ဝင်လာခဲ့ပြန်တယ် တနေ့မှာ तू ကသူ့ရဲ့လေယာဉ်မေအလုံးနဲ့တခြားနိုင်ငံကို ပြန်တန်းနေတဲ့အချိန်မှာသူ့စီကို သူ့မိသားစုကိုတနတ်နဲ့အကြမ်းဖက်မဲ့အကြောင်းဘသူကမှမသိတဲ့ message တွေကိုလည်းအမရခဲ့တယ်။အဲ့ဒါနဲ့ तू က Queensland ကရေးတွေကိုချက်ချင်းအကြောင်းကြားပြီးတော့ရေးတွေက အမမိဘတွေရဲ့နေအိမ်တဝိုက်ကိုစောင့်ကြည့်ပေးရတဲ့အထိဖြစ်သွားခဲ့တယ်။အမဟာတဖြည်းဖြည်းနဲ့ဒီ online ချစ်သူကတစ်ဖက်ဘေးကမှမသိတဲ့ online ကနေနောက်ဆက်နေတဲ့ message တွေကတစ်ဖက်နဲ့ အားကိုစိတ်ဆင်းရဲနေခဲ့ရပါတယ်။တခါကဆိုရင်သူ့ကိုပေါ့ဖုန်းချလိုက်ရင်သူ့ရဲ့ရှက်စရာပုံတွေနဲ့သူ့ရဲ့အချက်လက်အသေးစိတ်ကိုသူ့ရဲ့အလုပ်ရှင်တွေကိုပို့လိုက်မယ်ဆိုပြီးချိန်ချလို့အမကနိုင်ရီပေါင်းမြောက်များစွာအဲ့ဒီလူနဲ့ဖုန်းပြောနေခဲ့ရတယ်။အမညီမကအခန်းထဲကိုဝင်လာတဲ့အချိန်မှာသူ့အမကတကိုယ်လုံး တုံရီပြီးတော့ငိုယိုပြီးတော့အိုကျေးဇူးပြုပြီးကျေးဇူးပြုပြီးတော့ကျမကိုတနာပါရှင်ကျေးဇူးပြုပြီးတော့အဲ့လိုမလုပ်ပါနဲ့ဆိုပြီးတော့ငိုယိုတောင်းပန်နေတာကိုမြင်ခဲ့ရတယ်။ဖုန်းခေါ်တဲ့သူကဘသူမှတော့မိသားစုကမသိခဲ့ရဘူး။ဒါပေမဲ့အမားတောက်လျှောက်ဒီ prank call တွေရတယ်ပြီးတော့သူ့ရဲ့အချက်မလုံတဲ့ပုံတွေကို email နဲ့တခါသူ့စီကိုပြန်ပြီးပို့တာနဲ့ခံရတယ်အဲ့လိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေကိုတောက်လျှောက်ခံနေခဲ့ရတယ်ပေါ့နော်တစ်ဖက်မှာလည်းပဲလူလိန်ကအမားကိုဒီအော်ချောကလက်တွေဝတ်ဝံရု ုံတွေစသဖြင့်ပို့ပေးနေခဲ့တယ်။ကြာလာတော့ဒီအမကဒီအမေးဆိုးရင်ရှောက်လန့်နေရတာမျိုးတွေနောက်ညအိတ်မပြောတာမျိုးအိတ်မဆိုးတွေမက်ပြီးတော့လန့်អော်တာမျိုးတွေဖြစ်လာပြီးတော့စိတ်ရောဂါအထုကုဆရာဝန်နဲ့တွေ့ရတဲ့အထိသူ့ရဲ့အခြေအနေကဆိုးသွားခဲ့တယ်။သူ့ကို message ပို့လာတယ်လို့မျိုး တကယ်ပဲကိုကိုကိုတေချောင်းကြံစီခြင်းနဲ့စိတ်လေးအမအပေါ်လာခဲ့တယ်။ဒီအမရဲ့ online ချစ်သူ Michael ပေါ့နော်။ Federer ရေ Michael ရဲ့အကူနဲ့အမကိုအမျိုးမျိုး message ပို့ဖုန်းခေါ်ချိန်ချောက်နေတဲ့လူဟာလူလိန်တယောက်တည်းက AI ရဲ့အကူညီနဲ့အမကိုအမျိုးမျိုးဇက်ရုပ်ဖော်ပြီးတော့အယူလုပ်နေခဲ့တာပါ။ တကယ်တော့ဒီလိုအယူလောက်ခံရတာကအမ်မာကြောက်တယ်မဟုတ်ပါဘူးအမ်မာနဲ့တပြိုင်တည်းလိုလိုမှာပဲအမ်မာလိုအလေးစားခံနေရတဲ့နောက်ထပ်လေးရင်မေတယောက်ရှိပါတယ်သူ့နာမည်ကို Jess လို့ပဲမှတ်ထားကြပါစို့2009ခုနှစ်နေ့တနေ့မှာ Jess ကလေးရင်မေအနေနဲ့လိုက်လာခဲ့တဲ့လေးရင်မှာရုပ်ရှင်မင်းသား Lincoln Lewis အစ်စ်ကပါလာခဲ့တယ်မင်းသားကဂျားခုံမှာကြက်ကြက်တိတ်တိတ်နဲ့အဲ့လိုအစင်မပြေဘဲနဲ့ထိုင်နေတဲ့ဟာကို Jess ကတွေးလိုက်တော့ မင်းသားကိုတက်တောင့်တတာထိုင်လို့ရမယ့်နေရာကိုရွှေ့ပေးလိုက်ပါတယ်။ပြီးတော့သူတို့ကစကားတွေပြောပြီးတော့ဓပ်ပုံနဲ့အတူတွဲရိုက်ခဲ့တယ်။နမေကြီးမင်းသားနဲ့ဓပ်ပုံတွဲရိုက်နိုင်သူတို့ထုံးစံအတိုင်းပေါ့ just လေးလေးရင်ပေါ်ဆင်းတာနဲ့သူ့ရဲ့ Facebook ပေါ်မှာမင်းသားနဲ့သူ့ရဲ့ပုံကိုတင်လိုက်ပါတယ်။တိတ်မကြခင်မှာသူကမင်းသားလင်ကုန်းရဲ့ Facebook အကောင့်ကိုရှာပြီးတော့ friend request ကိုပို့ထားလိုက်တယ်။ အဲ့ဒီဟာကသူ့ဘဝအတွက်အမတန်စိတ်ညစ်စရာကောင်းတဲ့တော့ဘဝပြည့်လို့မတက်ဖြစ်ရမယ့်ဇက်ရှုပ်ကိုစတင်ဖို့အတွက်သူကိုယ်တိုင်အစပြိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သူပို့လိုက်တဲ့ friend request က Emma ကိုလိန်နေတဲ့ Lincoln ရဲ့အကောင့်အတုကိုပို့မိတာဖြစ်နေခဲ့တယ်။အစပိုင်းမှာတော့သူတို့ကတိတ်ပြီး Messenger ကနေပြောဆိုဆက်သွယ်တာမျိုးတွေမရှိခဲ့ပါဘူး။တနေ့တော့ Jessica Lincoln ဆီကနေ message တခုကိုမမျော်လင့်မနဲ့ရခဲ့ပါတယ်။သူကဘာပြောလဲဆိုတော့သူ့အကြောင်းကိုမကောင်းတဲ့တင် ဖြတ်နေတဲ့လေယာဉ်မေးတယောက်ရှိတယ်။အဲ့ဒီတယောက်ကိုအဲ့တလိုမျိုးမဟုတ်တာမပြောဖို့ပြောချင်လို့သူ့ရဲ့ contact ကိုပေးပေးပါဆိုပြီးတော့တောင်းတာ။သူလိုချင်တာက Emma ရဲ့ဖုန်းနံပါတ်ဖြစ်နေတယ်။အဲ့ဒီတုန်းက Emma ကသူ့လူလိမ်မန်းတိသွားလို့ဖုန်းနံပါတ်တွေပြောင်းပြီးတော့အဆက်အသွယ်ဖြတ်ထားတဲ့အချိန် ဂျက်စ်ကလည်းသူကဒီလိုမျိုးခြားတယောက်ရဲ့ချက်လက်တွေကိုပြပိုင်ခွင့်မရှိလို့မပေးလိုက်ဘူးပြီးတော့အမ်မာကိုလည်းမသိဘူးဆိုပြီးတော့ရှင်းပြခဲ့တယ်။လင်ကွန်အတူကလည်းစကားလျှော့ချလိုက်ပြီးတော့စကားပြောလို့ရမလားဆိုပြီးတော့ပြောလာခဲ့တယ်။ဂျက်စ်ကကလေးတယောက်အမေစင်ကာမာတယောက်ပါအဲ့ဒါမင်းသားအတူကိုစကားပြောချင်တယ်ဆိုတော့အရန်နေဝမ်းတာသွားပြီးတော့စကားလက်ခံပြောခဲ့တယ်။အဲ့ဒီကနေပြီးတော့ဇလန်းဆာသွားခဲ့တော့တာပဲ။ Jess ကိုလည်းပဲ လူလိန်က online ကနေပြီးတော့ chatting လုပ်တာတော့ဖုန်းခေါ်တာတော့အပြင် Skype ကနေပြီးတော့ video call ခေါ်တာမျိုးပါလုပ်ခဲ့တယ်။အဲ့လို video call ခေါ်တဲ့အချိန်မြင်ရတာကမင်းသားလင်ကွန်းရဲ့ရုပ်။ဒါပေမဲ့နည်းနည်းဝါးတယ်လို့ဆိုတယ်။သို့တော်လည်းအရန်ပျော်နေတဲ့ Jessica ဘာတန်တရားမှမဝင်ခဲ့ဘူး။ သူတို့အမျိုးစုံအောင်စကားတွေပြောခဲ့ကြတယ်။နောက်မင်းသားလောက်တာဆိုတဲ့အချိန်နဲ့အရန်ပေါ်နေတယ်လို့ပဲ message တွေကိုတနေ့တနေ့ကိုအများကြီးပို့ခဲ့တယ်တဲ့။ Jessica သူ့သမီးရေခင်းမုံစားချင်တယ်ဆိုပြီးတော့အဲလင်ကွန်အတူကိုပြောပြတယ်ဆိုရင်အဲသူကချက်ချင်းပဲအာလင်ကွန်ပေါ်တော့မင်းသားရေခင်းမုံစားနေတဲ့ပုံတွေပို့ပေးတယ်တဲ့။အဲ့လိုမျိုး guy site တယ်ဆိုတဲ့ဟာလိုမျိုးပေါ့နော်အဝေးကနေပြီးတော့ ီးတော့သူ့သမီးရဲ့ចောင်းစာတွေကိုလည်းကူလုတ်ပေးတာမျိုးလည်းလုတ်သေးတယ်တဲ့ဆိုတော့ဘလို့လုတ်ပြီးဒီလိုလူကိုသူ့ကိုလေစားနေတဲ့အတုလို့ထင်မလဲအထူးသဖြင့်ကိုယ်ဆရာပတ်စံတပြားမှလည်းမတောင်းစားဘူးမလိန်စားဖူးတဲ့သူဆိုတော့ဘလို့မှအတုဖြစ်နေမလားဆိုပြီးတော့မထင်တာမထူးဆန်းဘူးလို့ကျွန်မထင်ပါတယ် သူတို့နှစ်ယောက် online ပေါ်မှာချစ်သူဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာလူလိန်က Emma ကိုလှုပ်တယ်လို့မျိုးပဲသူ့ရဲ့ sexy ကြတဲ့ပုံတွေကိုပို့တယ်ပြီးတော့ Jess ကိုလည်းပြန်ပြီးတော့အဲ့လိုအလားတူပုံတွေပြန်ပို့ပေးခိုင်းတယ်လူချင်းတွေးဖို့ကြတော့ဘရောမှချိန်လို့မရအောင်ဟိုအကြောင်းပြဒီအကြောင်းပြနဲ့အမြင်ဖြတ်တယ်မီဒီယာတွေကသူ့နောက်ကိုလိုက်လာလို့သူတို့အကြောင်းအချိန်မတန်ခင်တိသွားမှဆိုးလို့ဘာညာအဲ့လိုမျိုးပြောတော့ Jess ကလည်းယုံရပြန်တယ်သူ့မှာမတင်ငါဆရာတခုခုရှိလာလို့မေးလိုက်တိုင်းလင်ကောအတူမှာအဖြစ်အမြင်ရှိရတဲ့ ဒါပေမဲ့မကောင်းမှုဆိုတာစိတ်ကြွေရာမရှိဘောလာစမီးမို့ Jess ကအမှန်တရားကိုတီးရမယ်နေလေရောက်လာခဲ့ပါတယ် Jess ကို Lincoln အတူက Sydney မှာရှိနေတယ်လို့ပြောပြထားတဲ့အချိန်မှာ Lincoln အစ်စ်ကတကယ်တကယ် မှဆိုရင် Brisbane မှာရောက်နေခဲ့တယ်။သူတို့စီးလာတဲ့လေယာဉ်မှာပါလာတဲ့လေယာဉ်မယား Jess ရဲ့တငယ်ချင်း။သူကပြောပြလို့ Lincoln ကအနည်းဆုံးတော့နှစ်ယောက်ဖြစ်နေပြီဆိုတာကို Jess ကသိသွားခဲ့တယ်။အဲ့ဒါနဲ့ Lincoln အစ်စ်နဲ့တည်တဲ့တငယ်ချင်းတယောက်ရဲ့အကူအညီနဲ့သူလဲ Lincoln အစ်စ်ကိုဖုန်းနဲ့စကားပြောဖြစ်တော့မှသူကအလိန်ခံနေရတယ်ဆိုတာကို Jess ကသိသွားခဲ့တယ်။ ဒါတော့မှ Jess ကိုယုံအောင်အဲ့ဒီလူလိန်ကအမျိုးမျိုးပြန်ပြီးတော့လိန်ပြီးတော့စင်ချေတွေပေးနေခဲ့တယ်။သို့တော်လဲ Jess ကသူ့ဘဝကိုဒီလိုမျိုးမကုံဆုံးချင်တာမို့လို့ Lincoln အတူကဘာတူလဲဆိုတာသိအောင်ဖော်ထုတ်မယ်ဆိုပြီးတော့သူကဆုံးဖြတ်ချက်ချခဲ့တယ်။ ူကရေးကိုလည်းဒီအကြောင်းကိုတိုင်ကြားခဲ့တယ်။အစကတော့ရေးတွေကသူ့ရဲ့ပြဿနာကိုတိတ်ဆိတ်ဝင်စားမှုမပြခဲ့ဘူး။ဒီလိုမျိုးတယောက်ယောက်ဟန်ဆောင်ပြီးတော့အချစ်ကိုရယူတဲ့ catfishing ကဩစတြေးလျမှာပြစ်မှုမမြောက်ဘူး။ဒါကြောင့်မို့လို့ Jess ကကိုယ်တိုင်စုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။သူကဆက်ပြီးတော့ Lincoln အတူနဲ့ online မှာချစ်သူအဖြစ်ဟာမပြတ်ဆက်ပြီးတော့နေခဲ့တယ်။တနေ့တော့သူတို့ချိန်ထားတာကိုထုံးစံအတိုင်း Lincoln အတူကဖြတ်ခဲ့တယ်။ ဒါပေမဲ့ तू ကတိတ်မကြခင်မှာပဲ message တခုပို့လာခဲ့တယ် तू က Justo ရဲ့အိမ်အပြင်မှာရောက်နေတယ်ခြုံထဲကနေပြီးတော့သူတို့သားမိကိုစောင့်ကြည့်နေတယ်ဆိုတော့မျိုးပြောခဲ့တယ်ဒါနဲ့ Jess ကတက်တေပြပါဆိုတော့ Jess ကအဲလှပတဲ့အပြရောင်အင်ဂျီလေးဝတ်ထားပြီးတော့သမီးလေးကចောင်းဝတ်စုံလေးနဲ့ဆိုပြီးတော့ပြောခဲ့တယ် तू ပြောတာမှန်နေတယ် ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာရုတ်တရက်ဆိုသလိုပဲ MR တော့ကလိုမျိုး online ကချင်းချောင်းမှုတွေအမျိုးမျိုးဝင်လာခဲ့တော့တယ်။ Just me လေးကဘေးကျောင်းကိုတက်နေဆိုတာသိတယ်။ကလေးကိုဘာလို့ပြစ်မဲ၊ညတို့သားမီကိုညာလို့ပြစ်မဲအဲ့လိုမျိုးချင်းချောက်တဲ့ဟာတွေရောက်လာခဲ့တယ်။ Just ကလည်းကြောက်လော့လော့အေးရထဲမှာဘာမှမလုပ်ကိုင်းနိုင်တော့တဲ့အဆင့် ठी ကိုရောက်တယ်။ ဖုန်းနံပါတ်ပြောင်းလိုက်တယ်ဆိုရင်လည်းဖုန်းနံပါတ်ပြောင်းပြီးမကြခင်မှာအဲ့ချင်းချောက်တဲ့သူကပြန်တိသွားတယ်ပြန်ခေါ်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ Jessica အရန်ကိုကြောက်ပြီးတော့ဘာမှကိုမလုပ်နိုင်မကိုင်းနိုင်အဲ့လိုဖြစ်သွားတာသူ့တမီးကအမေရဲ့တမီးဘိုက်အရန်စာနေပြီလို့ပြောတာတော့မှထမလုပ်ပေးနိုင်တော့တဲ့အထီကို Jessica ကြောက်သွားခဲ့တယ်နောက်ဆုံးတော့ Jessica ကြောက်လို့လို့အိမ်တော်မှပြောင်းပြီးတော့ပြေးခဲ့ရတယ်သူ့တမီးကိုလည်းကြောင်းပြောင်းပြီးတော့ထားလိုက်ရတယ် တဖက်မှာလည်း Jessica Queensland ကရေးတွေရဲ့အကူအညီကိုစပြီးတော့ရလာခဲ့တယ်။သူတို့က Jess ကိုဒီ online ကလူလင်ကိုဖမ်းဖို့အတွက်သူတို့စကားပြောတိုင်းမှတန်းယူထားဖို့အတန်းဖမ်းထားဖို့ပြောခဲ့ကြတယ်။အဲ့ဒီချိန်မှာလူလင်ကရှေ့က Emma ကိုလိန်ခဲ့တဲ့အတိုင်းပဲ။နော် तू ကတကယ်တော့အာလင်ခုံမဟုတ်ပါဘူး။ Mike Smith ဆိုတဲ့လူတယောက်ပါဆိုပြီးတော့မိတ်ဆက်လာပြန်တယ်။ Jess ကလည်းယုံချင်ဟန်ဆောင်ခဲ့တယ်။ရေးတွေကလည်းသူ့ကိုတင်ထားတယ်။လူလင်ကိုစိတ်မပြတ်သွားစေနဲ့ပေါ့နော်။ဟာမပြတ်သူဆွဲခေါ်တဲ့အတိုင်းဆက်သွားပြီးတော့မှတ်တမ်းတွေယူထားဖို့ဆိုပြီးတော့ပြောတယ်။အဲ့ချိန်မှာ Michael ကလည်း Jess ကိုငွေရေးကြေးရခက်ခဲရှိရင်လည်းပြောပါဆိုပြီးတော့ကန်လန်းခဲ့ဖူးတယ်။ဒါကိုအတုံးချဖို့ရေးတွေကအကြံရသွားပြီးတော့ Jess ကိုအာငါဖုန်းပြတ်သွားတယ်ပြင်ဖို့ကပတ်စံမရှိဘူးဆိုပြီးတော့လူလိန်ကိုညာပြောခိုင်းလိုက်တယ်။ ဂျက်စကာအဲ့လိုပြောလိုက်တော့လူလင်ကဘန်ကနေဖုန်းပြင်ဖို့ငွေနေရာလွှဲလာခဲ့တယ်။လူလင်ကဘန်ကိုငွေလာလွှဲတဲ့အချိန်မှာရိုက်ထားတဲ့ CCTV ကနေတဆင့်အဲ့ဒီလူလင်ကဘသူလဲဆိုတာကိုရေးတွေကသိသွားခဲ့ပါတယ်။တကယ်တမ်းလူလိန်ကိုမိသွားတဲ့အချိန်မှာဘသူမှမယုံနိုင်စရာအဲ့ဒီလူလိန်ကဩစတြေးလျကမေဘုံမြို့မှာနေတဲ့မင်းကလေးတယောက်ဖြစ်နေခဲ့တာယောက်ျားလေးမဟုတ်ဘူးနော်မင်းကလေး နာမည်ကလေဒီယာအက်ဒမလက်လို့ခေါ်တယ်။အဲ့ဒီချိန်မှာသူကအသက်29နှစ်ရှိပြီးဒီလိုမျိုးသူများကိုအွန်လိုင်းကနေလိမ့်လေလေ့စားနေတာအနည်းဆုံးတော့၄နှစ်ရှိနေပြီ။အနည်းဆုံးလေးရင်မေနှစ်ယောက်ကိုတပြိုင်တည်းလေးစားနေခဲ့တာတကယ်တမ်းရေးတဲ့အမှုစစ်တဲ့အချိန်မှာဒီအက်ဒမလက်က Jess နဲ့ Emma ကိုဘယ်တော့မှသူကလူချင်းမတွေ့ဖူးထားခဲ့ဘူး ပြီးတော့ तू က just to နေတဲ့ Queensland ကိုရောက်ပါတယ်ဆိုတော့တက်တယ်လည်းမရှိဘူးเนาะ तू ဘလို့လို့ပြီးတော့ just to သားမီးရဲ့အဝတ်ကိုမှတ်မိပြောနိုင်လဲဆိုတော့ကျွန်မစဉ်းစားလို့မရဒီလိမ့်လိမ့်မှုကနေပြီးတော့ तू ကပတ်စံနေညာစားထားတာလည်းမရှိဘူးပြီးတော့သူ့ရဲ့ Facebook အကောင့်ကိုဝင်ကြည့်မယ်ဆိုရင်လည်းပဲအော်တာမန် online အပျော်သုံးတဲ့ main ကလေးတယောက်မိဘတွေချစ်ရတဲ့တမိကလေးတယောက်ထက်ဘာမှမပိုဘာမှတင်ကားစရာမှမရှိဘူးပြောမယ်ဆိုသူ့ရဲ့ double life လို့ပြောရမှာပေါ့နော်ဒီလိမ့်မာတဲ့ အဲတာမန်မိန်ကလေးရဲ့နောက်ွယ်မှာသူလုံနေတဲ့သူဟန်ဆောင်နေတဲ့အကြောင်းအရာတွေကဘာမှသူ့ရဲ့ social media မှာမပေါ်ဘူးသူ့အပြင်ဘဝမှာမိသားစုအချင်းချင်းအရန်ချစ်တတ်တဲ့မိသားစုကနေလာတာပြီးတော့ဖျားရှိခိုးကြောင်းလဲမမှန်တက်တယ်ပြီးရင်သူကစိတ်ပညာနဲ့ IT ပညာပိုင်းမှာအရန်တော်တယ်သူ့ရဲ့ထူးချွန်မှုတွေကသူကတလွဲသုံးပြီးတော့တခြားမိန်ကလေးတွေအပေါ်မှာစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေလုပ်နေခဲ့တာ ဒီလိန်လိန်မှုမှာသူကသူ့တဘာကိုထိမ့်ချုပ်ထားခြင်းနဲ့စိတ်စိတ်ပိုင်းဆိုင်ရာနိုင်လိုမင်းထက်ပြုတ်ခြင်းနဲ့စိတ်အပြင်တခြားငွေကြေးအမျက်ထုတ်ခြင်းနဲ့စိတ်ကတော့သူ့မှာမရှိဘူးသူ့ကိုအပြင်မှာတီးတဲ့သူတွေကသူ့ရဲ့လုံရက်ကိုဘလို့မှမယုံနိုင်ဘူးမိဘတွေဆိုရင်လည်းတရားဆိုင်စဉ်ကလာတလျှောက်လုံးမှာသူ့ကိုအပြည့်အဝပံ့ပိုးကူညီပေးခဲ့ကြတယ် သူ့ကိုဖမ်းမိတာက2016ခုနှစ်မှာပေါ့နော်။သူကဆပြီးတော့ MA ကိုလိန်ခဲ့တာက2017မှာ။မရှိမနှောင်းမှာပဲ Jess ကိုတပြိုင်တည်းကိုလိန်ခဲ့တာ။စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စီမှုတွေဖြစ်ခဲ့တယ်။သူ့အိမ်မှာသူ့ကိုဝင်ဖမ်းတော့ကရလာတဲ့ကွန်ပျူတာတွေ၊ဖုန်းတွေ၊ SIM cards တွေနဲ့ဆက်ဆက်ပစ္စည်းတွေအားလုံးစီကနေပြီးတော့တက်သေးတွေရခဲ့ကြတယ်။သူလိန်တဲ့အချိန်သုံးတဲ့မင်းသားနဲ့ပတ်သက်တဲ့အချက်လက်တွေနဲ့ပုံနဲ့အားလုံးကသူ့ရဲ့ကွန်ပျူတာနဲ့ဖုန်းမှာရှိနေခဲ့တယ်။ သူကပုံစံသူနှီးပါသူများကိုလိန်တာစာသားတွေဆိုလဲအစင်တင်ရေးထားပြီးတော့နာမည်လေးပဲပြောင်းပြောင်းပြီးတော့ပို့တာမျိုးတွေသူကလုပ်ခဲ့တယ်ပြီးတော့သူကသူ့ရဲ့သားကောင်းတွေကိုလက်ဆောင်ပစ္စည်းပို့တဲ့အချိန်တွေမှာသူ့မိဘတွေရဲ့လိပ်စာကိုတုံးပြီးတော့ပို့ပေးခဲ့တယ်ပြီးတော့ Jess နဲ့ Emma ကလည်းသူတို့ယူထားတဲ့စကားပြောမှတ်တမ်းတွေကိုရေးလက်ထက်ကိုအပ်ပေးခဲ့တယ်ရုပ်ရှင်မင်းသားလင်ကွန်အစ်စ်ကလည်းတရားရုံးမှာလာပြီးတော့တက်တေထွက်ဆိုပေးခဲ့တယ်ဆိုတော့သူဘလောက်ပဲညင်းညင်း ဒီပြစ်မှုတွေသူကျွလွန်ခဲ့တယ်ဆိုတာကတော့ထင်ရှားနေခဲ့တယ်။ဒီ Abdomalek ကိုဖမ်းမိသွားပြီးလို့နော်တရားဆိုင်နေတဲ့အချိန်2018ခုနှစ်မှာအမ်မာကသူ့ကိုယ်သူတတ်တည်သွားခဲ့တယ်။ Abdomalek ပေးတဲ့စိတ်တန်ရာကနေပြီးတော့ဘလို့မှကုစားလို့မနိုင်တော့ဘဲနဲ့အမ်မာက ကိုကိုကိုအဆုံးစီရင်သွားတာ2017ကနေယုံစားပြီးတော့အချစ်ကြီးချစ်လာတဲ့ချစ်သူကအပြစ်မှာတကယ်မရှိတဲ့သူဖြစ်နေတာရေ။နောက်အလိန်ခံလိုက်ရတယ်ဆိုတဲ့ခံစားချက်ရေ။ချစ်သူမှတ်ပြီးတော့သူပို့ခဲ့ပြောခဲ့တဲ့အချစ်နေကျွန်းတဲ့ရုပ်ပုံတွေအတန်တွေပို့ခဲ့မိတာကိုရှက်တာရေပေါ့။အားလုံးပေါင်းပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာဘလို့မှနလန်မထူနိုင်တော့ဘဲနဲ့ကိုကိုကိုတတ်သေးသွားခဲ့တာပါ။သူအဆုံးမစီရင်ခင်ရက်ပိုင်းလေးမှာပဲ Jess ကိုလည်းသူက message တွေပို့ခဲ့သေးတယ်။ အဲ့ဒီချိန်မှာ just လဲအရန်ကိုခံစားပြီးတော့စိတ်ပိုင်းဆိုင်ရာအရန် တောင်းနေတဲ့ချိန်ပေါ်လို့ तू ကစာတွေကိုမဖွင့်ဖတ်မိခဲ့ဘူးအမတေသွားပြီးတဲ့နောက်မှသာ तू ကအဲ့ဒီ message တွေကိုတွေ့ရတယ် just အတွက်ကဒီ abdomalek ပေးတဲ့စိတ်တန်ရာနဲ့အမကိုဘဝတူချင်းနှစ်သိမ့်မှုမပေးနိုင်ခဲ့တဲ့အရာတွေကြောင့်ရတဲ့စိတ်တန်ရာပေါ့နှမျိုးစလုံးကို तू ကအရန်ဆူဆူရွရွရင်ဆိုင်ခဲ့ရတယ် တကယ်တမ်းအမှုစစ်လာတဲ့အချိန်မှာတွေ့ရတဲ့တက်သေးတဲ့အရာတခြားလင်ခံရတဲ့သူတွေကလည်းရှိသေးတယ်။အဲ့ဒါတွေကြောင့်မလို့ဒီ Abdomalek ကို2019ခုနှစ်မှာဒီ stocking လုပ်တဲ့အမှု6မှုနဲ့ထောင်ဒဏ်နှစ်နဲ့8လအမိန့်ချလိုက်ပါတယ်။သူများဟန်ဆောင်ပြီးတော့အချစ်တွေရယူတာကပြစ်မှုမမြောက်ပေမဲ့သူတပားနောက်ကိုလိုက်ချောင်းတာချင်းချောက်တာတွေကပြစ်မှုမြောက်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ပဲသူ့ကိုအမှုဆွဲစီရင်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်းသူက2020မှာဘေးနဲ့ပြန်လွတ်လာပြီးတော့အမှုကိုအယူခံဝင်ခဲ့ပါတယ်။သို့တော်လည်းပဲ 2022ခုနှစ်မှာသူ့ရဲ့အယူခံဝင်တာပေးဖြတ်ခံလိုက်ရပြီးတော့သူ့ကိုထပ်တိုးပြစ်ဒဏ်၄နှစ်အထိချခဲ့ပါတယ်။ဒီ2025ခုနှစ်မှာဆိုရင်သူကဖေရိုပြန်ပြီးတော့ရှောက်ခွင့်ရှိပြီ။အဲ့ဒါကြောင့်မလို့အခုချိန်လောက်ဆိုရင်သူကလွတ်နေပြီလားမလွတ်သေးဘူးဆိုတာသိချင်လို့တည်င်းနေချဖတ်ခဲ့ပေမဲ့ update တော့မတိရသေးပါဘူး။ဒီတည်င်းနေမှာရေးကြတာကြတော့ဒီ Abdulmalik က အဆုံးထိပေါ့နော်ထောင်ကျသွားတဲ့အချိန်ထိအမလီ तू ကမလုတ်ပါဘူးပေါ့ तू ကလည်းပဲသူ့ရဲ့ identity အခိုးခံရတဲ့ victims တယောက်ပါဆိုပြီးတော့ပြောနေခဲ့ပါတယ်တဲ့ဒါပေမဲ့တက်သေးတဲ့အားလုံးအရာ तू လုတ်တယ်ဆိုတာခိုင်လုံနေတာဖြစ်တဲ့အတွက်ကြောင့် तू ကဒီအမှုကိုပြစ်ဒဏ်ချမှတ်ခြင်းစီရင်ခြင်းခံရတာဖြစ်တယ်သူ့ရဲ့အပြစ်အတွက်နောင်တရတဲ့ပုံစံမျိုးလည်းမပေါက်ဘူးဆိုပြီးတော့သိရတယ် သူဒီလိုမျိုးလူလေးယောက်ကိုအ ਨੇ ဆုံးတပြိုင်တည်းလိန်နေတဲ့အချိန်မှာသူကသူ့အမေရဲ့ကျမ်းမာရေးကိုဂရုစိုက်ပေးနေရတဲ့ caregiver တယောက်။နောက်စိတ်ပညာကိုလေ့လာနေတဲ့ကျောင်းသူတယောက်။အနုပညာနော်တရုပ်ဆောင်ပညာကိုလေ့လာနေတဲ့ကျောင်းသူတယောက်နဲ့အချိန်ပိုင်းအလုပ်တွေလည်းလုပ်နေခဲ့တာတဲ့။ဒီလောက်အလုပ်တွေစားနေတဲ့ကြားထဲက ီလောက်လူအများကြီးကိုနော်ခိမီနီးပညာတွေတုံးပြီးတော့ AI ကိုတုံးပြီးတော့တပြိုင်တည်းလူအမျိုးမျိုးပုံစံကိုဖန်တီးပြီးတော့လိန်နိုင်တဲ့အရေးချင်းကိုတော့တကယ်မအောင်အောပဲနဲ့မနေနိုင်ပါဘူးဒီလောက်တော်တဲ့ထူးချွန်တဲ့ဟာကိုကောင်းမွန်တဲ့နေရာမှာသာအသုံးချမယ်ဆိုရင်သူ့ဘဝဘလောက်တောင်ကောင်းမလဲနော်။ तू ကတော့အပျော်သဘောနဲ့သူ့တပားရဲ့အချစ်ကိုလိန်လေလေးစားခဲ့တာဆိုပေမဲ့ခံရတဲ့သူတွေမှာတော့စိတ်တန်ရအကြီးကျယ်ရပြီးတော့ ကိုကိုကိုအဆုံးစီရင်သွားတဲ့တူနဲ့เนาะကြံရစ်တဲ့တူတွေမှာလဲစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအလူအလိမ်ခံစားရတဲ့တူတွေနဲ့ဒဏ်ရာတွေရပြီးတော့ကြံရစ်ခဲ့ရပါတယ် ဒီအမှုကကျမတို့မိန်းကလေးတွေအတွက်တော့ online ကနေချင်းကပ်လာတဲ့သူဆိုရင် အပြစ်မကိုတကယ်မသိဘူးမမြင်ဘူးဘူးဆိုရင်မယုံရဘူးကြောက်စရာအရန်ကောင်းတယ်ဆိုတာပြောပြနေပါတယ်အထူးသဖြင့် AI ရဲ့အရန်ကောင်းပြီးတော့လူတွေကအလွယ်တကူအသုံးပြုလာနိုင်တဲ့ခေတ်ကြီးထဲမှာကို online ပေါ်မှာမြင်နေရတာတောင်မှ ကိုပြောနေတဲ့လူကအစ်စ်လားအတုလားဆိုတာမသေးချဘူးဆိုတာသိရလို့ချစ်သူထားမယ်ဆိုရင်အပြစ်မအရင်ဆုံးတွေ့ပြီးမှ နောက်ကြောင်းတွေတေချာစုံစမ်းပြီးမှသာရှေ့ဆက်တဲ့နယ်ဆိုတဲ့သင်ခန်းစာကိုရခဲ့ပါတယ်။အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။ Rocky the Storyteller YouTube Channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာမှုခင်းတဲ့တင်တွေကိုဆက်လက်ပြီးတော့ share ဖွဲ့ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်။ပြီးတော့ ခေါင်းလောင်းပုံလေးကိုလည်းကြည့်စုပြုပြီးတော့နှိပ်ပေးခဲ့ပါအောင်ဒါဆိုရင်ကျမအစ်စ်တင်နာနဲ့မိတ်ဆွေတို့ချက်ချင်းသိရမှာဖြစ်ပါတယ်လို့အားလုံးကိုကြည့်စုတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်